လန်ဒန်ခြေဆိုင်အော့ဖ်ဖို့ဘစ်စနက်ဂရုကနေကမ္ဘာနိုင်ငံအများစုရဲ့ယင်းနှိမ့်ညွတ်နိုင်မှုဆိုင်ရာအလားအလာတွေနဲ့ဆက်လင်းပြီး report တွေကိုထုတ်ပြန်ပေးလျက်ရှိရာမြန်မာနိုင်ငံအတွက်ယင်းနှိမ့်ညွတ်နိုင်မှုဆိုင်ရာအလားအလာတွေနဲ့ပတ်သက်တဲ့ပထမဆုံး report ကိုလည်း February 28ရက်နေ့ကမိတ်ဆက်ပေးခဲ့ပါတယ်။အဆိုပါ report အရမြန်မာနိုင်ငံရဲ့အခြေအနေကိုလေ့လာရမှာစိန်ခေါ်မှု6ချက်ကိုတွေ့ရှိရပြီးပြုပြင်ပြောင်းလဲမှုနောက်ဆုတ်သွားနိုင်ခြင်း ငွေကြေးဖောင်းပွားမှုများရှိလာနိုင်ခြင်းပညာရေးအခြေခံအဆောက်အအုံများမှာလိုအပ်ချက်ရှိခြင်းဒေတာတွင်းတင်းမာမှုတွေနဲ့သင်ရန်စာတပေါ်မှီကိုခြင်းစတဲ့အချက်တွေကိုတွေ့ရှိရတယ်လို့သိရပါတယ်အဆိုပါ report မိတ်ဆက်မှုခန္ဓာကိုနေပြည်တော်ရှိ MICC ခန်းမမှာကျင်းပခဲ့ပြီးနိုင်ငံတော်သမရဦးသိန်းစိန်ဝင်ကြီးဌာနအသီးသီးကပြည်ထောင်စုဝင်ကြီးတွေနဲ့တာဝန်ရှိသူတွေစီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ report နဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတဦးသိန်းစိန်ကနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်အခုလို report တွေများစွာလိုအပ်ပြီးနိုင်ငံစည်းပွားရေးလုပ်ငန်းတွေပုံမှန်ဖွံ့ဖြိုးဖို့အဆိုပါ report တွေဟာတိုက်ရိုက်ဒါမှမဟုတ်တွဲဝိုက်ပြီးအထောက်အကူပြုစေတယ်လို့ပြောကြားခဲ့ပါတယ်။ထုတ်ပြန်ပေးခဲ့တဲ့ report မှာမြန်မာနိုင်ငံရဲ့စည်းပွားရေးအလားအလာတွေစွမ်းအင်ကဏ္ဍ၊စိုက်ပျိုးရေးကဏ္ဍ၊တက်တူတူဖော်ရေး၊စက်ရုံအလုံးရုံ၊ငွေကြေးဝန်ဆောင်မှု၊ခရီးသွား၊အိမ်ချမ်းမြေ၊စောက်လုပ်ရေး၊တည်ယူပို့ဆောင်ရေး မိုဘိုင်းဆက်သွယ်ရေးနဲ့ IT အစရှိတဲ့ကဏ္ဍတွေ like အလားလာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုတွေကိုဖော်ပြပေးထားပါတယ်။လက်ရှိမှာနိုင်ငံရဲ့ယင်းနှိမ့်မြုပ်နှံမှုအတွက် MIC အနေနဲ့ပြည်ပယင်းနှိမ့်မြုပ်နှံမှုတွေဖိတ်ခေါ်ရမှာနိုင်ငံအတွင်းယင်းနှိမ့်မြုပ်နှံမှုအလားလာတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာကသိရှိဖို့အခက်အခဲရှိနေတာကြောင့် Alpha Business Group ရဲ့ The Report မြန်မာ2014ဟာအများကြီးအထောက်အကူပြုစေတယ်လို့ယင်းနှိမ့်မြုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးကပြောပါတယ်။ ော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ရှိမှလာပြီးတော့အခု Telinor နဲ့ Origin ကတော့သူကတော့ဒီ service provider လေးပေါ့နော်သူတို့ကဒီ telecom service တွေပေးနေတယ်ဒါပေမဲ့သူတို့ကြည့်လို့လို့မရဘူးသူတို့အတွက်ကိုဆိုလိုတာကျွန်တော်တို့ကဒီ fiber optic တွေခင်းပေးမဲ့ investment တွေလုပ်တယ်ပြီးရင် tower တွေထောင်ပေးမဲ့ investment တွေလုပ်တယ်ဂျန်နဲ့အခြား investment တွေလည်းလုပ်တာပေါ့နော်လုပ်တဲ့အခါကျတော့သူတို့ဒီနေ့က telecom ဒီ Telinor နဲ့ Origin ကိုပေးလိုက်တယ်နောက်နေ့သူတို့နဲ့ဆက်ဆက်ပြီးတော့လုပ်ရမယ့်လုပ်ငန်းတွေပတ်သက် investment တွေဝင်လာဖို့ရှိတယ်ပေါ့ ရှိတော့ဒီနှစ်ကကျွန်တော်ပြောသလို investment ပြန်ကြည့်လိုက်ရင်ဒီစုစုပေါင်းဝင်တဲ့ investment အားလုံးရကလည်း20လောက်ကဒီ telecom sector မှာဝင်မယ်။နောက်နှစ်မှာဒီတဲ့ပုံဝင်မယ်။နောက်ဒီတဲ့ပုံမှာကျွန်တော် telecom sector ဒီနောက်နှစ်မှာနံပါတ်1 investment အများဆုံး sector ဖြစ်သွားပွင့်ရှိတယ်။နောက်ကျွန်တော်တို့တွက်ချက်တွက်ချက်တာလည်းပေါ့။ဒီနှစ်ကတော့စက်မှုကဏ္ဍအများဆုံးပေါ့နော်။စက်မှုကဏ္ဍရကလည်း50လောက်ဝင်မယ်။ဆိုတော့နောက်နှစ်မှာစက်မှုကဏ္ဍတွေကို telecom ကကျော်သွားနိုင်တယ်။ဟိုမကျော်တော့မှတန်းတူတော့သွားလိမ့်မယ်ပေါ့နော်။ကျော်ဖို့ဈာလာပုံများတယ်ပေါ့။ တော့လာလာကူများတော့တယ်လီဖုန်းပထမလောက်ဖြစ်နိုင်တယ်ဒုတိယဆက်မှုကဏ္ဍတတိယတော့ဟိုတယ်လုပ်ငန်းတွေကတတိယအနေနဲ့လိုက်သွားတယ်လက်ရှိမှာပထမဆုံးဖြစ်နေတာဟိုတယ်ဆိုလက်ရှိမှာပထမဆုံးလက်ရှိဒီနှစ်ကတော့ဆက်မှုကဏ္ဍဆက်မှုကဏ္ဍထိတ်တာပါနေပါတယ်ဟုတ်ဟုတ်အခုဒီရဆိုလို့ရှိရင်ဘယ်လောက်ရာခိုင်နှုန်း investment ရှိလဲဆက်မှုကဏ္ဍရာခိုင်နှုန်း90လောက်ရှိတယ်ကျွန်တော်တို့ 3. 5 billion ဒီနေ့ဝင်သားတဲ့အထဲမှာအဲ1.7ကျော်ကျော်လောက်က manufacturing မှာဝင်တယ်เนาะ manufacturing ကဘယ်လိုပါလဲဒီကကပါဝင်လဲဆိုတော့ကျွန်တော်တို့တက်ကဟိုဥစုသိန်းရှင်းပြခဲ့ဆိုကျွန်တော်တို့ဒီနေ့က promote လုပ်တာဟို labor intensive ပေါ့เนาะ labor intensive ဟိုဟိုလုပ်သားအင်အားကြီးအများပြားသုံးရတယ် ဒီရင်းနှီးညွှန်တဲ့မှုတွေကျွန်တော်တို့က promote လုပ်တယ် promote လုပ်တဲ့အတွက်ကြောင့်ဒီနေ့မှအများဆုံးဝင်တာကခုနပြောတဲ့အထည်ကျိုးလုပ်ငန်းတွေဝင်တယ်။နောက်စားတောက်ကုန်တွေပတ်သက်တဲ့လုပ်ငန်းတွေဝင်တယ်။နောက်ကျွန်တော်တို့ကဒီ classic PC တွေတက်ဆင်တဲ့လုပ်ငန်းတွေပေါ့နော်။ဒါလူပိုင်းအင်အားသုံးတဲ့အားတွေစက်မှုကဏ္ဍမှာတော့ခုနပြောတဲ့ labor intensive ဟို investment တွေများလုပ်မယ်။နောက်2015မှာအဲ့ FDI ကဆိုတော့ဘယ်လောက်ထိဟိုပေါ့သူ့ရဲ့ပမာဏကဘယ်လောက်ထိကျောင်းမှာလဲ။2014 15မှာကျွန်တော်တို့မှားထားတာအနည်းဆုံး4 billion လောက်ဝင်မယ်။ကျွန်တော်တို့ဟိုအခြေအနေကောင်းလို့ရှိရင်5 billion ပေါ့။ between 4 to 5တော်မှန်ပါတယ်တယ်လီကွန်လေးပုံများလာတော့အပါဝင်ပေါ့အပါအားလုံးပေါ့တိုတယ်တိုတယ်က4 4 to 5ပေါ့နော်အနည်းဆုံးကတော့၄ဘီလီယံလောက်ဝင်မှာလို့မှတ်နေတယ်ကျွန်တော်တို့အကြောင်းသိလို့ရှိရင်၅ဘီလီယံလောက်ပြီးပြသွားတယ်ဒီနေ့ကကျွန်တော်3ဘီလီယံမှန်းနေတယ်မင်္ဂလာပါသူ3.5ပြည်လည်းဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတော့ဒီနေ့ကကျွန်တော်တို့မူလမှန်းတဲ့ကြော်ပါတယ်နော်ကြော်ပါတယ်နောက်နေ့ကကျွန်တော်တို့ကတိုးမှန်းတယ်၄ပြည်လည်းတော့မှန်းတယ်တိုးတော့ကျွန်တော်တို့အနည်းဆုံး၄ပြည်လည်းတော့ဝင်ကိုဝင်တယ် ကျွန်တော်တို့အကြောင်းပြပြပြီးတော့အကြောင်းမြင်ရလို့ရှိရင်ဖိုက်ပြီးလည်းမဖြစ်သွားတယ်ကျွန်တော်တို့ကတော့ wait and see လို့မထင်ဘူးပြ။ဘာကြောင့်မထင်လဲဆိုတော့နံပါတ်1ကျွန်တော်ပြောချင်တဲ့ချက်ကကျွန်တော်တို့2017နဲ့2017ဆနစ်ပေါ့။ဆနစ်73နှစ်ခုနှိုင်းရှင်ကြည့်လိုက်17ဆနစ်မှာ investment ဝင်ခဲ့တာ1300လောက်ပဲဝင်ခဲ့ကျွန်တော်ခုနရှင်းပြခဲ့သလိုဆနစ်73မှာ American dollar 1400ကျော်ပေါ့။ပြီးကြတော့1429သန်းဝင်တယ်။ဆိုတော့ပမာဏအဖြစ်ပြောလို့ရှိရင်၄ဆကျော်တော့၅ဆတော့မြင်ပြီးတိုးလာတယ်။တိုးလာတဲ့ အကျိုးဆက်ကပါလဲဆိုတော့เนาะကျွန်တော်ပြောနေတာကျွန်တော်တို့ရဲ့ဟိုက foreign investment ဘောအတိထွက်လာတဲ့အချိန်မှာ2012တန်းမှာထွက်တာ2013ဘာနာနဲ့တန်းမှာထွက်တာအဲ့ဒီ law ထွက်ပြီးနောက်ပိုင်း investment ကပူများလာတယ်။များတော့ဟိုဟို wait and see လို့ပြောလို့မရတဲ့ချက်ကခုနပထမနှစ်နဲ့ဒုတိယနှစ်မှာ50လောက်နေနေတက်တယ်။မနှစ်ကပေါ့ဒုတိယနှစ်နဲ့ဒီနေ့တက်တရနှစ်မှာမနှစ်ကကျွန်တော်က7.4 1.9တန်းလောက်1.4 billion ပေါ့ကျွန်တော်တို့ investment ရှိခဲ့တာကဒီနှစ်မှာကျွန်တော်တို့က 3.5ဘီလီယံဖြစ်သွားပြီ။မနေ့ကလည်းနှစ်ကျော်သွားပြီ။ကျော်သွားပြီဆိုကျွန်တော်ကဘာပြောချင်တာလဲဆိုတော့နံပါတ်1ပြောချင်တဲ့ချက်ပေါ့။အဲ့ဒါကဘာလဲဆိုတော့ investment ကိုကြည့်လိုက်လို့ရှိရင်တနည်းတည်းတို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 းလာတယ်။တိုး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 လာတာဒီဝယ်ရံစီးကြောင်းလုံးမှာဆိုရင်တိုးလာတာကြောင်းမရှိဘူးပေါ့နော်။တိုးလာကြောင်းမရှိဘူး။နောက်ကျွန်တော်ဘာကိုပို့ပြီးတော့ပြောချင်တာလဲဆိုတော့ဟိုဟို complex ဆိုတော့ မနေ့ကကျွန်တော်တို့မှရင်ဆိုင်ခဲ့တဲ့အခြေအနေလေးရှိတာပေါ့နော်ဒီမှာဟိုဟို investment နဲ့ပတ်သက်ပြီးတော့ဥပဒေကျပေးမယ်လေဒါက positive ပေါ့ negative ကချို့ညာလေးတွေမှာ conflict တွေဖြစ်ခဲ့တာရှိတယ်ဒါပေမဲ့ investment ကကျမှသွားခဲ့တိုးလာတယ်ပေါ့နော်တိုးလာခဲ့တယ်အခု low အစ်စ်ကလည်းကောင်းကောင်းအသက်ဝင်ပြီးတော့ကောင်းကောင်းအလုပ်ဖြစ်နေတယ်ပေါ့နော်လုပ်ဖြစ်နေတဲ့အကြောင်းကိုလို့ကျွန်တော် investment ကြီးထပ်ကျသွားပဲမရှိဘူးဒါမှမဟုတ် vacancy ကြီးဆိုတာမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တာပါမမြင်မြင်နေပေါ့နော်တတိယတစ်ချက်ကျွန်တော်ပြောချင်တာက investment ရဲ့သဘောတဘာဝကဟို ကုံသွယ်မှုနဲ့မတူဘူးကုံသွယ်မှုကဒီပစ္စည်းတစ်ခုကိုလာကြိုက်တယ်ဟဲ့လားပတ်စံချိန်ပဲနောက်တစ်ရက်သင်းဖို့တင်လို့ရတယ် investment ကစွန်စားမှုများတဲ့ဟိုလုပ်ငန်းဖြစ်တယ်ကိုလို့တာမှားသွားရင်ကိုဆုံးရှုံးသွားနိုင်တယ်ဆုံးရှုံးသွားတဲ့ investor တွေရဲ့သဘောတဘာဝဘယ်တော့မှငွေလိုကြီးပတ်ပြီးတော့မှပစ္စည်းဝယ်တယ်လို့ပေါ့နော်ဒီလာပြီးတော့မှလုပ်မယ်ဆိုပြီးလုပ်တယ်မှာဘယ်တော့မှမရှိဘူးဟာသူတို့ဒီမှာပြူလာမယ်လေ့လာမယ် fact finding ခေါ်တာပေါ့နော်ကျွန်တော်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုသူတို့ရှာဖွေမယ်သုံးသပ်မယ် ဒါပထမချိန်လှုပ်လေလှုပ်ထားရှိတယ် first finding လှုပ်လို့သူကြမ်းတမ်းမှုတစ်ခုရပြီဆိုရင်ဒုတိယချိန်ကပါလဲ survey လာလုပ်တာပေါ့နော် survey လို့ပြန်နေရာမှာလှုပ်ရင်ကောင်းမလဲအားလုံးကနေလှုပ်ရင်ကောင်းမလဲဆိုတာလေသူလာပြီး survey လုပ်တဲ့သဘောရှိတာဒုတိယချိန်သူလှုပ်ရပါတယ်တတိယချိန်က feasibility study ပေါ့နော်ဖြစ်နိုင်ခြေကိုစမ်းစစ်တာပေါ့လှုပ်လို့မဲ့လုပ်ငန်းဆုံးဖြတ်ပြီးဒီလုပ်ငန်းဒီတကယ်ကိုအကျိုးများရှိနိုင်မလားဖြစ်နိုင်မှာမလားဆိုတာကိုသူတို့စမ်းစစ်တယ်စမ်းစစ်ပြီးတော့မှဖြစ်နိုင်တယ်အကျိုးများရှိနိုင်တယ်ပေချာမှ investment ကိုလာကြတယ် ဲ့ investment သဘောတဘာမှဒီမေလိုကြီးကင်လာပြီးမှတခါလာလုပ်မယ်ဆိုတာမျိုးမရှိဘူး။လာတယ်ခုနပြောတဲ့အဆင့်တွေကိုဖြတ်တန်းတယ်ပေါ့နော်။ဖြတ်တန်းတဲ့အခါမှာအများဆုံးအချိန်ပေးရတယ်။တချို့လဲစီးပွားရေးလုပ်ငန်းတည်တည်လေးဆိုရင်6လလောက်အချိန်ပေးရတယ်။တချို့လဲ1နှစ်လောက်အချိန်ပေးရတယ်။တချို့လဲ2နှစ်လောက်အချိန်ပေးရတာလေးတွေရှိတယ်။ကြီးတော့အချိန်ပေးပြီးမှလုပ်ရတာဆိုတော့ခုလုပ်တဲ့သူက wait and see မဟုတ်ဘူး။သူတို့ကခုနပြောတဲ့ process တည်းမှာလိုက်ပြီးမျောပါနေတယ်ပေါ့နော်။ wait and see တော့မဟုတ်ဘူး။သူတို့အချိန်တိုင်းဝင်လာမယ်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တို့ investment ကတိုးလာတာပေါ့။စသဖြင့်အစိုးရကစပြီးတကားခွင့်တဲ့နှစ်မှာ ကြာသွားတဲ့လူတွေက2013 2013 14မှာဝင်လာကြပြီပေါ့အခုမနစ်ကလာပြီးလေးလာထားတယ်ပြန်သွားတယ်ဆိုတဲ့လူတွေကလည်း2013ပြီးရင်14 15 15 16မှာဆက်ပြီးဝင်လာပေါ့ Alpha Business Group အနေနဲ့ဈေးကွက်စည်းဝိုင်းလုပ်ငန်းဆိုင်ရာစိန်ခေါ်မှုအလားအလာတွေနဲ့ပတ်သက်ပြီးအာရှအရှေ့အလယ်ပိုင်းအာဖရိကလက်တင်အမေရိကအစရှိတဲ့ဒေတာတွင်းနိုင်ငံအသီးသီးနဲ့ပတ်သက်တဲ့ report တွေကိုထုတ်ပြန်ပေးလျက်ရှိရာ report ပေါင်း40ထုတ်ပြန်ပေးထားပြီးဖြစ်ပါတယ်။